မွေးစားသားသမီး63ရောင်းလုံးကိုဆရာဝန်ဖြစ်အောင်ပြောထောင်ခဲ့လို့လူရင်းရဲ့အထူးကြီးလေးစားမှုကိုရရှိနေတဲ့ရခိုင်လူမျိုးဆရာဝန်မကြီးဒေါက်တာစောတာစိန်မြန်မာနိုင်ငံသူနိုင်ငံသားတွေကတော့ဘလောက်ပဲကိုရင်းကစီးရင်နွမ်းပါပါစေအလူရည်စက်နဲ့လက်နဲ့မကောဆိုတဲ့အတိုင်းရင်းရောပေကန်ဆွန်ကျဲတက်ကြတာကတော့အမှန်ပါပဲသူများကိုကုညီတက်တဲ့ပရိုက်တာစိန်အလူတန်းရဲ့ရောတဲ့စိတ်တွေကလည်းရှိနေကြတဲ့သူတွေပါအခုလိုကုညီတက်တဲ့စိန်ပရိုက်တာစိတ်တွေနဲ့ဘဝတစ်ခုလုံးကိုရင်းနှီးမြှုပ်နှံတာ လေးစနေတွေကောင်းစားရေးအတွက်အစွမ်းကုန်စူးစမ်းအားထုတ်ခဲ့တူကတော့ရခိုင်လူမျိုးဆရာဝန်မကြီးဒေါက်တာစောတာစိန်ပါဒေါက်တာစောတာစိန်ဟာသူကိုယ်တိုင်ငယ်ရွယ်စဉ်ကတည်းကအလုပ်စူးစမ်းအားထုတ်နေနေပဲဒေါက်တာပွဲယူခဲ့ရတာပါဒေါက်တာစောတာစိန်ကိုရခိုင်ပြည်နယ်မှာမွေးဖွားခဲ့ပြီးတော့သူမငယ်ရွယ်စဉ်ကတည်းကစီးရင်ချွတ်တဲ့သူဖြစ်ကမောင်နှမညီများကြီးနဲ့မိသားစုမှာပေါက်ဖွားလာခဲ့ရတာဖြစ်လို့ပြည်ပြည်စုံစုံမနေထိုင်ရတာတော့အမှန်ပါပဲဒီလိုစီးရင်နှမပါပဲလေသူမရဲ့အိမ်ကတော့အနာဂတ်မှာဆရာဝန်မကြီးတယောက်ဖြစ်ဖို့ပါ စင်းရဲ့နှုံချာကမပြည့်စုံတဲ့ဘွားကနေလာတာမဟုတ်လို့အလုံးလုံးနေနေကြောင်းတက်ခင်ရတာပဲဖြစ်ပါရင်ဒါကြောင့်မို့လို့လေသူမဟာဆယ်တန်းကိုနှစ်နှစ်ကြာခင်ကနောက်ပိုင်းစုံစမ်းရင်းနဲ့မှသုံးနှစ်မြောက်မှာဂုံတို့တွေနဲ့ဆရာဝန်လိုင်းကိုရှောက်ခွင့်ရခဲ့တာပါစင်းတက်ကတော့တက်တော်လေးစောင်းအုပ်ဖို့ခါလေးတွေကိုမိသားစုကမထောက်ပံ့နိုင်တဲ့အတွက်ကြောင့်မို့လို့စင်းကြောင်းပထမနှစ်မှာဒေယောင်းရင်းနဲ့ကြောင်းတက်ခင်ရပါစင်းကြောင်းဒုတိယနှစ်ရောက်လာပြန်တော့လေပဲမြင်ချမ်းမြေရောင်းရင်းနဲ့ပဲကြောင်းတက်ခင်ရပြန်ပါနိုင် တတိယမြစ်မှာတော့တမဝိုင်ရမှာစေကန်တစ်ခုမှာစီးမဝင်လို့ရင်းနေဘောအောင်ကိုရှုံမပေးပဲဖြစ်ချင်တဲ့ email ပန်းနိုင်စီရောက်ဖို့မနာမနေကိုစူးစမ်းအားထုတ်ခင်ရတာပါစေကောင်းနောက်ဆုံးနေ့မှာတော့ထူးခုဆရာဝန်ကြီးရဲ့ကျေးဇူးနဲ့ဆက်လက်တက်ရောက်နိုင်ခဲ့ပြီးတော့စေဝင့်ကိုလည်းယူခဲ့ရလို့ဆိုပါတယ်ဆရာဝန်ကြီးဒေါက်တာကျော့တာစိန်ဟောတမဘောအောင်ဆရာဝန်ကြီးတယောက်ဖြစ်လာဖို့အတွက်ခက်ခဲစတဲ့အခြေအနေကိုကြော့ဖြတ်ခင်ရမလို့ဘောအောင်နားမရတယ်လို့လည်းပြောလာပါဒါကြောင့်မလို့လည်းဆရာဝန်ကြီးဟာပရိုက်တာစိတ်ကျင်နေလူနာတွေကို ကိုကျိုးအတွက်စိတ်ကူတာမျိုးမဟုတ်ဘဲတကယ်ကိုစေတနာပြည့်နဲ့ကူတာပေးနေကြတာပါ။ဆောင်ဝေပါကြီးဒေါက်တာချောက်တာစင်ကတော့သူများကြီးလိုမျိုးမျိုးပြကြီးတွေမှာစီကန်းထိုင်တာဝေချင်းရီရှာဖွေတာမျိုးမလုပ်ပါဘဲနဲ့မျိုးပြကြီးတွေနဲ့ဝေးလံနေချွတ်တဲ့ကြီးရွာရက်ရွာတွေမှာတွားရောက်ပြီးတော့စိတ်ကူတာဖြစ်တယ်လို့ပြောလာတာပါ။နောက်မှာတော့ဆောင်ဝေပါကြီးဒေါက်တာချောက်တာစင်ဟာသူမငယ်စဉ်ခါကလို့စီရင်နဘကစာသင်ဖို့အခက်အခဲရှိတဲ့ကလေးငယ်လေးတွေကိုမွေးစားခင်တာပါ။ကလေးဦးရေပေါင်းကတော့63ရောက်လောက်ရှိကောင်သူတို့လေးတွေပညာတကြီးဖြစ်စေဖို့ သူမပိုင်ဆိုင်များစီးပိမ်ဥစ္စာတွေကိုလည်းထုတ်ခွဲရောင်းချခဲ့လို့ဆိုပါတယ်။ပြီးတော့မိဘဘက်ကမတက်နိုင်တဲ့ကလေးတွေမိဘမဲ့တဲ့ကလေးတွေတက်ပညာရေးထူးချွန်မှုအတွက်အခမဲ့စာသင်ကျောင်းတွေကိုလည်းဖွင့်လှစ်ပေးခဲ့တယ်လို့ဆိုပါတယ်။ဒေါက်တာကျောက်တာစင်ဟာသူကိုယ်တိုင်လည်းအိမ်တော်မပြုခဲ့တာဖြစ်ပြီးတော့သူမဘဝတစ်ခုလုံးကိုကလေးတွေပညာတက်မြောက်ရေးတက္ကသိုလ်ဦးစားပေးပြီးတော့မြှုပ်နှံထားခဲ့ရတာပါ။သူမရဲ့စာသင်ကျောင်းတွေကလေးတွေရဲ့အင်ဂျင်နီယာကြီးတွေဆရာဝန်ကြီးတွေသူနာပြုတ်ကျောင်းဆရာဆရာမဖြစ်တဲ့ကလေးတွေရဲ့အိမ်မက်ကိုပြအောင် ဒီကိုရင်ကျုံးသားပြီးတော့ငွေအားများပြန်ဆိုင်ထုတ်ခါဖြည့်စည်းပေးနေတာပဲဖြစ်ပါတယ်။လူတွေကပရိုက်တန်စိတ်တရာတရားစိတ်တွေဖက်တန်ကြတယ်ဆိုပေမဲ့ဒီလိုမျိုးကိုယ်မွေတစ်ခုလုံးကိုမြှုပ်နှံကခလေးတငယ်တွေရဲ့အနာကက်မှာအောင်မြင်ကပညာတကြီးဖြစ်အောင်ကြိုးစားပေးခဲ့တာကတော့တကယ်ကိုအထင်ကြီးအားကြရကလေးစားချီးကျူးတတ်တယ်လို့ဆိုရမှာပါ။ဒါကြောင့်လဲဆံမကြီးကိုနိုင်ငံတော်နဲ့တခြားအဖွဲ့အစည်းတွေကလည်းဂုဏ်ပြုချီးမြှင့်တာကိုခံခဲ့ရပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြရင်ပရိသတ်စီကရော ဒီလိုမျိုးစိတ်နှလုံးဖြစ်စင်လာပါတဲ့ရခိုင်လူမျိုးဆီအောင်မှဒီဒေါက်တာစောတာဆင်းရဲ့စိတ်ထားလေးကိုဘယ်လိုမြင်မိကြလဲဆိုတာပြပြသွားကြပါအောင်ရှင်